်မင်္ဂလာပါခင်ဗျာအမျိုးသားစာပေစုချင်းဆရာကြီးမောင်ချက်ရေးသားတော်အရသာရှိကြသူများလို့အမည်ရတယ်ဝတ္ထုတော်လေးကို ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာအရသာရှိကြသူများငတန်နဲ့ငမင်းညင်းနေကြတာနှင့်ပင်ဈေးကွဲတော့မည်ဈေးဝယ်သူကဒါငမင်းမဟုတ်ဟုဆိုသည်ငစိမ့်တဲ့ကတစ်တစ်ခွားခွားကြိမ်တွေပြပြီးအမင်းအစ်စ်ပါဟုပြောသည်အခုမှမိုးလင်းခါစပင်ရှိသေးသည် ဈေးဥပင်မပေါက်သေး။ဈေးဥမပေါက်တတ်သေးသောအချိန်တွင်ဈေးတယ်တွင်အလွန်တည်ထားရသည်။အလွန်စိတ်ရှည်တီးခံရသည်။ပါးစပ်ကလည်းအတက်နိုင်ဆုံးရှူရှူတတ်တာထွက်နိုင်ရန်နှုတ်ခမ်းကိုတကားရေးတုတ်ထားရသည်။ဈေးတယ်တွင် အာနှက်ချက်ကိုနင်းကျင်သောအချို့သောဈေးဝယ်တွေကမတန်မရာဈေးကိုပေးသည်။အစစ်ထဲခိုင်းသည်။ရှိန်ဝင်းရှားဇောင်းမထိုးကမောက်ထိုးဖြစ်အောင်ချိန်ပေးစေခြင်းသည်။ ငစိမ့်တဲ့တွေကလည်းငစိမ့်တဲ့တွေပင်မတိလျင်မတိသလိုလှုပ်ထက်တတ်သည်ပြင်လျင်လှင်သလို အလေးခိုးတတ်သည်ချိန်ဝင်ချာကိုလက်တန်းနှင့်ကလောထုတ်ပြီးအตาကြီးဖြစ်ကြောင်းထုတ်ပြချိန်ပြတတ်သည်ခက်လေလေဈေးဝယ်နှင့်ခက်စွာစွာငစိမ့်တဲ့တို့ထိတ်တိုက်တွေ့သောအခါဒီအထံသမားတွေ9000ကျီဆိုင်ရှိရောက်တာနဲ့ငါးတွေကိုအမိဘက်ကနေဆွဲဆွဲပြီးဈေးကုန်ပေါ်မှာဖြန့်၍တင်ထားလိုက်သည် ညနာခင်းမလင်းတလင်းအချိန်မှာပင်မမင်းကြီးတွေဤဘောင်ငွေရောင်ဖွဲ့ဖွဲ့သည်တလက်လက်တောက်ပါနေသည်ယခုညာတွင်ချင်းဘန်းလိုက်သမားတွေစီကလက်တင်ဝဲခဲ့တာဖြစ်၍ငါးတွေကလက်ဆက်နေသည် ရေခဲရိုက်เสียရမလို့ရှစ်ပိတ်သာကြော်ကြော်လောက်ရှိသည့်ငမင်းကြီးကိုပိတ်သာစီငါးခုတ်ဓမ္မကြီးနှင့်ခေါင်းမှ ပိုင်းလိုက်သောအခါပန်းစီရောင်သွေးတွေကပန်း၍ထွက်လာအောင်ငါးကလက်သည် ခေါင်းတက်တက်ဖက်ထုတ်လိုက်ပြီးတော့အခါဘိုက်ကိုခွဲရှာလိုက်သည်ထွက်လာသောကလေးစားတွေကိုဘေးကလင်မန်းနဲ့ထက်ပစ်ထားလိုက်သည်ပြီးတော့တခွင်းတခွင်းကိုလက်နှစ်သစ်လက်သုံးသစ်လက်လေးသစ်စသဖြင့်ပေဒံနဲ့တိုင်းစီရမလို့တတိုင်းတိုင်းနဲ့ခုတ်၍ခုတ်၍ပိုင်းသည်ဇပိုးကနေဆ၍ပိုင်းလာသည်မှာအမီးဖျားမှအဆုံးတတ်သည်ပိုင်းလိုက်တော့ကလက်နှစ်သစ်လက်သုံးသစ်စသဖြင့်ပိုင်းထားတော့လဲဘယ်အကွင်းကိုချိန်ကြည့်ကြည့် 50သားကွက်တိမှန်နေပြီလိမ့်မည်မိတင်ကြီးတို့လိုငစိမ့်တဲ့မားတွေဤလက်ဆလက်မန်းကဒါလောက်တီးကြသည်ရှစ်ပိုက်သားကြီးတဲ့ငမင်းကြီးကို ပိုင်းတက်ပြီးလည်ရင်တောင်းထဲမှာအခွေပြည့်ထဲထားသောငဒန်ကြီးတကောင်ကိုဗဟတ်ထဲလက်နာ၍ဆွဲယူလိုက်ခါစင်ဒီတုံးပေါ်မှာတင်ထားလိုက်သည်ပြီးတော့ဘေးဘီဝဲရကိုတခြားငယ်၍စောင်း၍လဲကြည့်လိုက်သေးသည်ဘေးချင်းကနှဆိုင်ကကောင်းမတွေရောက်မလာကြသည် ညာဘက်ဆိုင်ကကောင်းမကကြက်သားရောင်းသည်အိမ်မှာကြက်တွေရေနွေးဖြောတော့ဆေးထိုးပိုက်အကြီးစားနှင့်ရင်ပုံတွေပေါင်တွေမှာ ရေတွေထိုးထက်နေတုံးဖြစ်လိုက်ပြီအချိန်ကစောသေးသည်မဟုတ်လားဘယ်ဘက်ကလည်းကောင်းမကတော့မိတင်ကြည့်လို့လို့ခုတ်သားလိုင်းကမဟုတ်ငခုမကြီးငရန့်စသည်ခုတ်เสียရပိုင်းเสียရမလို့တော့ငါးတွေကိုသာရောင်းသူဖြစ်သည် သူကတော့ခါတိုင်းဈေးထွက်တာစောသားနဲ့ဒီကနေ့ကြမှာဘာကြောင့်နောက်ကျနေသည်မသိ။သင်တော်ဘော်ကငဒန်းကြီးကိုလည်းစောစောကငင်းကြီးလိုပင် ခုံးလိုက်ပိုင်းလိုက်ပြန်သည်။ပြီးလည်းရင်ငင်းခုတ်သားတွေနဲ့ရော၍ဈေးခုံပေါ်မှာစစ်တီရီရီဖြန့်ဆင်းထားလိုက်ပြန်သည်။စင်းဒီတော့လောက်ထားသည့်မကြီးသားလက်ထပ်ဖက်စာလောက်ကြီးသည်။ခုတ်ပံအထက်ပံများ၍ဓားစာတွေထွက်ပြီးခါလိုက်မှာခွက်နေသည်။ စင်းဒီတော်ခွက်တဲတွင်ငါးကထွက်သည့်သွေးတွေပြည့်နေသည်မိတင်ကြည်သည်ငါးသွေးတွေကို လက်ခုပ်နှင့်ခတ်ပြီးဒန်းစလုံးနှင့်ထည့်လိုက်သည်ဝဲသူတွေမကြခင်စီကားလာတော့မည်ထိုအခါကျလည်းခတ်ထားသောသွေးတွေကိုငါးတွေပေါ်ဖျန်းရမည်လက်ဆက်ပါသည်ဟုပါဇက်ကပြောเสียမှလို့တော့တချို့ဈေးဝဲသူမိမကြီးတွေကပါဇက်ကသာ အနှိမ့်ဆလို့လို့အနတ္တလို့လို့ရွတ်နေတော့လေငါးပစုံဆိုလျင်လက်နေမှကြိုက်ကြသည် မိတင်ကြီးတို့တို့မကြိမ်းတဲ့တွေကို အဖတ်မတန်တယ်လို့လို့တပြက်ပြက်ခုံနေတဲ့ငါးတွေကိုပဲမထီရဲမတူရဲမကန်ရဲတယ်လို့လို့ဖန်ဆောင်တတ်ကြတော့လေရေဒီငါးတွေဆိုရင်လှဲ့ရွေပဲမကြည့်ငကြီးငခုတွေဆိုရင်ဆက်ရှင်လက်ရိုက်တုံးနဲ့ခေါင်းကို ထုပေးတာမှဝယ်ကျင်ကြသည် ခုတ်သားတွေဆိုသွေးတွေရဲနေမှကြိုက်တော်မူကြသည်တကယ်ဆိုတော့၁၀သားဝယ်လျင်၁၀သား အစိတ်သားဝင်လျင်အစိတ်သားရလျင်တော်တင်သည်အခုတော့ဒီလိုမဟုတ်ရှိန်ဝင်ရှားကြီးဖျဲပြထားတာတော့အစ်စ်တောင်းတတ်သေးသည်တချို့ကတော့မပြောမစုံနဲ့ဇိုးကနေဇက်ကနေကောက်ထက်တတ်ကြသေးသည်ဒီတော့ဈေးသက်တွေကလည်းသူတို့အထဲကမပအောင်မနာအောင် အကြံအဖန်လောက်ကြတော့သည်သာအခုလည်းအစိတ်သားချိန်တွေဆိုပြီး90သားအကွင်းကြီးကိုအတင်းချိန်ခိုင်းသည်သူကမိတင်ကြီးက ဒေဥပောက်ပဲဆိုပြီး90တာကွင်းကြီးကိုထက်ချမ်းချမ်းလိုက်ရသည်အယိုးပသောဘက်ကိုရှင်ဝင်ခွက်တဲ့ထဲ့မယ်လို့တော့အတင်းတားသည်ငါဆိုဒီမှာကြောရိုးမပါမဖြစ်ပါရသည်အကွင်းလိုက်ကိုရှမ်းလိုက်ရင်တစ်ဖက်ကအယိုးပသွားပြီကြံတစ်ဖက်ကအယိုးမပါသည့်အသားချမ်းဖြစ်သည်အယိုးမပသောဘက်ကိုရှင်နေရင်ဗင်းနီးနီးမြအစိတ်သားမရှိနိုင်သူကတခြားကွင်းကနည်းနည်းခုတ်၍ထည့်လိုက်ရသည် ရှင်ကြီးတော့အစိမ့်သားဇောက်ထိုးကြီးဖြစ်နေသည်မိတင်ကြီးကငါးချက်သားလေးကောက်၍ထဲ့သည်ဟဲ့ဟဲ့အလေးမထိုးနဲ့လေအစိမ့်သားပဲထားလိုက်ပါတော့ဟဲ့ဟုနားမပန်းလာတော့စိန်ရှင်နကရင်ဘက်မှာဆွဲလာတဲ့နှစ်ချက်သားကုန်လက်ကဝိကတချွင်ချွင်တွေကိုမှအာမနာ အတင်းတားသည် အတင်းဆွဲဖယ်သည်မမင်းတပိတ်သာဒီကနေ့ဖယ်စည်းပေါက်သည် အစိမ့်သားကိုဘလောက်တန်သေးဆိုဒီကိုလူတိုင်းသိကြသည်တို့ဖြစ်၍ငါးချက်သားဆိုလျင်ငါးချက်သားတန်မိုးရှိသည်စင်စင်ရဲရဲဆိုလျင်အစ်စ်ထဲပေးရန် ဝင်းမလေးတက်သောမိတင်ကြီးစိတ်ထဲကထောင်းကနေဖြစ်သွားသည်ချိန်ဝေခွက်ထဲကအလေးကိုချသည်ငမင်းကိုပြန်ရောလိုက်သည်ပြီးတော့ဘာမှမဖြစ်သလိုနောက်ထပ်ငါးခွင်းကိုလိုက်ပိုင်းနေတုံးနေလိုက်သည်ထိုအခါစင်ရဲနဂတ်ကြီးတစ်ဖြက်ဖြက်လူသွားလေတော့သည်ဘဲ့နဲ့ အစိတ်သာထားလိုက်ပါဆိုမှညီနဲ့ရေအတွက်မိုးအတွက်ဒီလောက်တော့အသာပေးမှာပေါ့အေးတခက်တယ်ဒီဝဲအဖွားကြီးပြောတော့မိတင်ကြီးကမေးကို ရှစ်ပြစ်ပြီးတယောက်ကို၅ချက်သာပို့ပေးလိုက်ရရင်တယောက်ဆိုရင်50သာတော့ကျုပ်တို့ဈေးသက်ဒီဘက်ကလည်းကြည်စမ်းမအောင်တော့အဖွားကြီးကျင်းသေးဝယ်မည်ဆိုတာသိ၍မိတင်ကြီးမှမူနေလိုက်သေးသည်သို့တော်ဈေးဥပောက်ဖြစ်၍မိတင်ကြီးကရောင်းချနေသည် ဒါကိုသိသောစိတ်နှက်ကြီးကလည်းပေ၍စောင့်နေသည်ကဲကဲဈေးဥပေါကြီးပြောမနေတော့ပါဘူးယူသာသွားပြီတော့ပြောပြောဆိုဆိုနဲ့ငါးတရုံးကိုကြပြကြရာဆွဲယူချိန်ပြပြီး တုံ့တစ်ပေးလိုက်သေးသည်စိတ်နှက်ကြီးထွက်သွားသောမိတင်ကြီးမှတစ်ချက်မဲ့၍ပြုံးလိုက်သည်ဒါတော့စီးပိုးနေတဲ့မိမကြီးမှတ်ကြရောဟုစိတ်ထဲကလည်းပြောလိုက်သေးသည်မိုးအကုံဆောင်းအကူ လေယူးတွေကတည်ငြိမ်ကြမြေပြင်ကြီးတွင်ငတလောက်ပိုက်လေတွေဗန်းလေတွေလူးလာခတ်အောင်လှုပ်ရှားနေကြသည်နှင်းကတိတ်မလိုက်သေးတယ်ဖြင့်နှင်းကြိုက်သောငတလောက်တွေတိတ်မမျိုးသေးတော့လေဒီလိုရာသီတွင်ငဒန်တွေငမင်းတွေမချောင်းတွေအများများတတ်သည်တချို့ဗန်းလေသည်တနေတဲ့နှင့်ပိတ်တာ20အစိတ်ရတတ်သည်ရေချိုငမင်းဆိုသည်ကရေထဲကနေဆက်တင်လိုက်သည်နှင့်ဘောငွေရောင်တစ်ဖက်ဖက်နှင့် လှပလိုက်ပုံများဝါပိုက်ကနေအမီးပြားအထိရေရက်တွေပါမကြမ်းတန်းတို့စီအောင်လေးတန်းပြီးကြီးလို့မဝအောင်အလော်လှသည့်ငါဖြစ်သည်သူတို့မျိုးလေးသည်ရန်ကုန်ပသိမ်သွားသည့်တင်မောလမ်းကြောင်းပေါ်တွင်ရှိသည်ဖြစ်၍နှစ်ထပ်ခွဲကောင်ကြီးတွေနှစ်ထပ်ကောင်တွေပုံမှန်တွေအမြန်တင်မောတွေဖန်သမျှစိတ်ကန်းတွင်ကကြသည်တင်မောစိတ်တွင်ထမင်းဆိုင်တွင်ရှိသည်တင်မောပေါ်တွင်လည်းထမင်းဆိုင်တွင်ရှိသည် မြမကျုံးပေါ်သားခရီးသွားတွေကငမင်းပိုက်သားဆိုအလွန်ကြိုက်သည်သူတို့မြို့ကလေးထမင်းဆိုင်တွေအလွန်ကောင်းသည်ဟုနာမည်ကြီးသည်မှာငမင်းပိုက်သားဟင်းကြောင်လည်းပါပါသည် အရှာနာမည်ကြီးတွေကတော့ပစုံထုတ်ကြီးအသားရှင်ရဲ့ဟင်းနဲ့ငရံဦးဟင်းပဲဖြစ်ပါသည်တို့ပြည့်၍ထိုထမင်းဆိုင်တွေသည်ကိုလိုချင်သောအသားရဖို့ငစိမ်းတန်းမှာပင်တိုင်းဖောက်တယ်ထားကြရသည်မိတင်ကြီးတို့ကငါးကြီးခုတ်သားကို ဦးစားပေးကြင်နာဖြစ်၍ အမြဲတမ်းဆက်သွယ်ထားသည့်ထမင်းဆိုင်၄၅ဆိုင်တော်ရှိသည်ထိုဆိုင်တွေကိုပြည့်စည်မှန်မှန်ပေးနိုင်ရေးအတွက်ယောက်ျားဖြစ်သူထွန်းခါကိုနေရိုးတစ်လျှောက်ပဲ့တောင်တစ်စင်းနှင့်အဝယ်တော်လှထားရသည်ထွန်းခါကလည်းဗန်းသမားတွေကိုမိတ်ဖွဲရပြန်သည်နေရိုးတစ်လျှောက်မှာအလကားပဲ့တောင်ရှောင်းမောင်းနေလျင် စီကုံသာသာအဖက်တင်သည်ငားရလိုက်ပြီမဟုတ်တို့ပြည့်၍ဗန်းသမားတွေငွေလိုသလားယူထား လေလိုသလားဝယ်ပေးမည်စသဖြင့်စီယုံထားရသည်ဈေးကြတော့လည်းနှိမ်ပေး၍ဖြစ်သည်မဟုတ်ရန်ကုန်စံပြဈေးမှာငါဘယ်ဈေးပေါက်သည်ဆိုတာ သူတို့မျိုးကတန်ဃာတွေက အကုန်သိသည်မသိခန္ဓာယိုးလားရန်ကုန်ငါးရန်ကြီးကလည်းတပဲတပန်းတွေလက်ဆွဲတွေကိုယ်စလဲတွေလှုပ်၍သူထက်ငါကောင်လူပယ်နေကြသည်သူတို့မျိုးကလေးနဲ့ရန်ကုန်ဆိုတာဟိုးအရင်တုန်းကတညလုံးလုံးတင်းမောစီးမှရောက်တော်လေ ယခုတော့တံတားတွေစောက်ကားလမ်းတွေပေါက်နေလေတော့ကားနဲ့မောင်းလေရင်၃နာရီလွန်ရောဂျုံရော၄နာရီဆိုရောက်လေပြီထို့ကြောင့်ပစ္စည်းကောင်းကန်ကျင်လေရင်ဈေးမှန်ပေးမှရသည် ပြီးတော့ပင်တိုင်ဖောက်တဲ့တွေကိုငမင်းအစစ်အမှန်ကိုသာပေးရမည်ရောင်တို့များငဒန်းသားရောမပေးလိုက်နဲ့လန့်လန့်သွားလိမ့်မည်ဖောက်တယ်ပါပြတ်သွားပြီလိမ့်မည်ကိုမျိုးကိုနဲ့သားတွေဒီငဒန်းနဲ့ငမင်းဘလို့ပဲ ခုတ်ထစ်ပြီးရောထားရောထား ကန်ကြည့်ုံနဲ့တည်သည်ငမင်းပိုက်သားဆိုတာရေထဲမှာတန်းကနေပေါ်သည်ရေမျက်နှာပြင်ပေါ်မှာဆက်ချင်းအစီဝေ့လေတော့သည်ထို့ကြောင့်ဖောက်တဲ့အပြက်မခံခြင်းလည်းရင်ငမင်းအစစ်ရအောင်ရှာရလိုက်ပြီတကယ်တမ်းပြောရလျင်ငမင်းနဲ့ငတန်းအယောင်ချင်းကွဲသည် အကောင်ချင်းလည်းကွဲသည် ရေချိုးငမင်းအစစ်သည်ဝင်းဤဖွေးလက်နေပြီအသားကိုကနူးညံ့သည် ငတန်ကတော့ငမင်းလိုဝင်ပါပြီမနေဘုံငွေရောက်ဖွေးနေတယ်လို့ထင်နေရပေမဲ့အနှဲငယ်မဲရောက်တန်းသည်ဟင်းချလိုက်လျင်တော့အတိသာဆုံးဖြစ်သည်ငမင်းသားကနူးညံ့တဲ့လောက်မွေးတဲ့လောက်ငတန်ကအနံ့ရှိသည်နန်းကျင်သည်ညှီကျင်သည်ပြီးတော့အသားကဖွဲ့တဲတဲပွားထတာနေနေသည်သို့တော်ထွေချက်များသည်ကျွမ်းကျင်သူတွေသာသိနိုင်သည်ချွေဆိုင်မှာချွေဝဲတယ်လို့မျိုးနဲ့တူသည်ဟုဆိုလျင် အစအစအရရာနှိုင်းတက်ပလေဟုထိုခြင်းဆိုကြပေလိမ့်မည်။ရွှေဆိုင်မှာရွှေဝယ်သည်ဆိုကြပါသို့။တစ်လျှောက်ပဲရေ။ဆန်ကားပဲရေ။ဒါမှမဟုတ်ဆက်လေးပဲနှစ်ပြားရေဆိုပြီးခွဲပြီးရောင်းတက်သည်။ရွှေဝယ်သူတရားမှာတရားတထောင်မှာတရားရွှေအကြောင်းသိသည်မဟုတ်။ဆန်ကပြောသည်မယုံပြီးဝယ်ကြတာပဲဖြစ်သည်။ရွှေကိုကြည့်ပြီးဒါဟာဘဏ္ဍပဲရေဆိုပြီးပြောနိုင်သူတရားများမရှိ။ မျိုးသူတော်တော်များများသည်ငရဲနှင့်ငရဲလုံးမပုံနာနှင့်မပုတ်သည်ငပြင်းတလက်နှင့်ငပြေမကိုယ်တော်ကွဲကွဲပြားပြားမတိသူရှိသည်ဟုဆိုလျင်ယုံကြည်မှယုံကြပါလိမ့်မည်ငမင်းနှင့်ငတန်းခွတ်တတ်ဖို့ကပို၍ပင်ခက်ခဲသေးသည်ဒါကြောင့်စောစောက စိန်နကကြီးကိုငတန်းသားကိုငမင်းသားလို့၍ရောင်းလိုက်ရသောမိတင်ကြီးတယောက်သဘောတွေကြနေသည်အရသာရှိလိုက်တာဈေးတန်းထဲမှာလူတွေအတော်စီးနေပြီ စူတန်ဆဲတန်ဒေးစစ်တန်ရှိန်ဝင်တန်လေမန်းတန်ပြီးကြာနေရသည် မွေရေကွန်အိတ်ထဲရေခဲတုံးထည့်၍ရိုက်ရိုက်တုံးနှင့်ရိုက်ခွဲနေသော တဖုံးဖုံးအတန်ကိုလည်းကြာရသည် မျက်ဆောင်တို့မှရှိသည့်အမဲသားဆိုင်ကဓားကိုဓားချင်းပုတ်ပြီးတွေးလိုက်သည့်အတန်တကြေးကြေးတကြေးကြေးကတွားချင်းစီလာပင်ကောင်းသည်ဝတ်သားဆိုင်နောက်ဘက်တွင်အယိုးစများ အသားစအသွေးစများကို စားရနိုးနှင့်စောင့်ရင်း ။တကောင်နေ့တကောင်မန်ဖီကြိုက်ခဲနေသည့်ခွေးတွေ၏အတန်ကိုကြားနေရသည်။လာနော်လာနော်ငချင်းကြက်တိုက်တွေရမယ်။ရေပဲတွေရမယ်။စနိုက်တွေရမယ်။တောပဲတွေတောပဲတွေရှားရှားပါပါຫນွေဖားကြီးတွေရမယ်နော်။ဟောဒီမှာခမတရားဘိုးယူရင်ဂျိတ်တွေနှစ်ဖာကလော်ကတချောင်းကလေးကတကက်လက်သေးနေကလေးတဘူးအလုံးအလုံးတာပါတယ်ခမ မျိုးဥစည်းကြီးလေးရဲ့ဗတ်ဆောင်ပြင်ဆင်ဖို့အတွက်ကျွန်တော်များအချို့တော်ဆောင်ဖွဲ့ကမျိုးမစည်းကြီးတွင်းမှာကိုယ့်တို့လာရောက်အလူခံခြင်းဖြစ်ပါတယ်ခင်ဗျာတရာတရားနေများမဆိုပါဝင်လို့လှူဒန်းပေးကြပါအောင်ခင်ဗျာထိုအသံများသည်ဈေးကလေးဤနေစဉ်ကြားနေကြဂီတတန်စင်တွေပဲဖြစ်သည်ဈေးဝယ်သူနှင့်အလौရှုံးနေတော့မှာပင်ထုံးခတရားကွန်းသက်တွေတပြည့်ပြည့်နဲ့ထွေးရင်ရောက်လာပြီအလौသမားနှင့်ရောက်ထန်းဘိုးနှင့်ထန်းလာသည့်တောင်ကြီးတဲတွင် ငမင်းနဲ့ရောငထန်တွေပါ၄၅၆ကောင်ပါလာသည်နေငွေမလောက်လို့ဥွှေသွားထိုင်ကသွားဆွဲပြီးပေးလိုက်ရတယ်ဟာပြောပြောဆိုဆိုနဲ့မိတင်ကြီးထမင်းကြားတဲ့ထဲ့တာတော့ပတ်စံကိုလှမ်းလိုက်သည်မိတင်ကြီးကထောခါကိုဒိုင်းကနေမျက်ဆောင်ပြစ်ချက်ချင်းနှမ်းထိုးရင်ပါလာသည့်ငါးတွေကိုဆိုင်နောက်ဘက်သို့ပို့လိုက်ရန်အလौသမားတွေကိုလှမ်းပြောလာသည်ထောခါသည်ကပုံစံထဲကကိုထုပ်ကိုဖြည့်၍ပါစပ်ထဲသို့ထည့်ပြီး လမ်းကြောင်းကလေးစီပေဆောင်ပေဆောင်နဲ့ထွက်သွားသည်ဒါသူ့လုံနေကြပဲဖြစ်သည်ဘန်းသမားပဲရှိရာမြကြောင်အတိုင်းပဲ့တောင်နဲ့လိုက်ပြီးငားတွေဝဲမိဝဲလာတဲ့ငားတွေမိတင်ကြီးစီတို့ပို့ပြီးသူ့လိုတလောက်ပတ်ဆက်၌ခါအရေးတောက်ဖို့ရှိတတ်သွားပြီတနာရီလောက်ကြာလျင်မျက်နှာကြီးတစ်ခုလုံးနေရပြီးတကူလုံးရှင်ဆုပ်ဆုပ်အနံ့တွေနိုင်ကရိုင်းပေပေနဲ့ပြန်လာပေလိမ့်မည် ခလန်းလန်းကလေးကမျက်နှာကျိုသွေးပြီးတွားကြီးဖြီးကဆိုင်ထဲသို့ဝင်လာပါမည်။ဟိုငားဒီရွှေဒီငားဟိုရွှေနဲ့လုံမည်။ပတ်စံကူတိန်တန်တိန်မည်။သူအလုံးလုံးကြောင့်မိတင်ကြီးတိအောင်တမင်လောက်ပြနေတာလည်းဖြစ်သည်။ဒါတွေကိုမိတင်ကြီးဂယုမဆိုင်အားပါ။အဆောင်လေးចောင်းသူចောင်းသား60ကျော်80လောက်ကိုမနှံ့ညထမင်းကျွေးနေသည့်ဘော်ဒါဆောင်ပိုင်ရှင်အတော်ကြီးကဤပဲ့ပဲ့နဲ့ရောက်လာပြီ။ အကူကောင်မလေးကကြိမ်ဆွဲချင်းကြီးရေကုန်ပေါ်တင်ပေးလိုက်သည်မိတင်ကြီးကငတားခုတ်သားတွေကိုအမြန်ချိန်၍ရှင်းနေထည့်ပေးနေသည် သူတို့ကငမင်းထက်ဈေးပေါ်သောငတားပဲဝယ်လေးရှိသည်အလေးကလည်းခိုးလို့မရငါးတပိတ်သာဗဏ္ဍတုံးထွက်၍ဗဏ္ဍရောက်စားဆိုတာအလွတ်ရနေပြီပဆက်အကြီးဖွင့်ပြီးငွေရှည်တော့မိတင်ကြီးကမနေနိုင်မထိုင်နိုင်စူးစမ်းပြီးလှမ်းကြည့်မိသည်ငွေဆက်ကူတွေအထပ်လိုက်ထဲထားသည်မှာ သတင်းစာတွေထပ်ထားသလားထင်ရသည်လက်နှစ်ဖက်မှာလက်ကောက်တွေကလည်းမရှိဘူးဆိုအ ਨੇ ဆုံးတစ်ဖက်14 5ခွင်းလောက်ရှိပေလိမ့်မည်မိတင်ကြီးမျိုးလုံးတွေကတဖိတ်ဖိတ်လက်နေသည် ကြည်စမ်းသူတို့များကြတော့ခံကောင်းလိုက်တာဘေဘဝကအကျိုးတွေ လာပေးနေတာလည်းမသိတလပြီးတလတနှစ်ပြီးတနှစ်လက်ကောက်တွေက များ၍များ၍လာသည်မိတင်ကြီးသည်သူ့လက်ထက်တွင်တကွင်းထဲသာရှိသော ်ငါးမူးသားကို အခေါင်းဘွားလှုပ်ထားသည့်လက်ကောက်ကလေးကိုတေးငိမ်စွာ ကြည့်မိသည်သူဈေးရောက်လာတာနှစ်တွေပဲမနေတော့ဘာမှအထူးထူးခြားခြားတိုးတက်လာတာမရှိဒီလက်ကောက်ကလေးအောင်ဘေးဆိုင်ကကြက်သားတဲ့ရဲ့90ရဲ့ဝက်တာတွေး၍သူလည်းမျက်နှာမငယ်ရအောင် သူ့ကိုငွေထုတ်ရှင်းလေးရှိတော့ငါးတိုင်းတထေကိုရှိသားစီခခရရပြော၍လှုပ်ထားရတာဖြစ်သည်ခေါင်းဘွားပဲလှုပ်ထားနိုင်တာဆိုတော့ ရှင်ရတွေရဈေးတောင်းမရလေမန်းကံရနဲ့ပိန်သည့်နေရာကပိန်ရွှဲသည့်နေရာကရွှဲ၍နေပြီအတွေးတွေရောက်ရခန့်နေစဲမှာပင်လက်ဖဝါးလောက်ဆာရကလေးပေါင်ချားတဲ့ကကြာလာသည်ကြည်စံပိန်နာကောင်ဈေးကောင်ရှောက်စောက်မျက်လုံးကအထက်တလုံးအောက်တလုံးနဲ့နေပြန်ကြည့်ပြီးပတ်စံကုန်းကောက်တာဒီလိုမျက်လုံးမျိုးဖြစ်လိုက်မယ်ကပိုးကယိုဖြစ်နေသည့်မိတင်ကြီးကိုကြည့်နေပုံက ဒေနာကြီးထွန်ခါကိုပင်အေးထားပုံမပေါ်တလုံးက ရော့တိရော်ရဲဖြစ်နေသည့်မိတင်ကြီးရင်ဘက်မှာနောက်တလုံးကဖင်တိုင်ကုံလေးပေါ်စောင်းကြောက်ထိုင်နေရသဖြင့်ရှေ့တလုံးတာမကဒူးစေးအထိပေါ်နေသောမိတင်ကြီး၏မိတင်ကြီးဆိုတာကခလေးတယောက်အမေဖြစ်ပေမဲ့လှတော့ပါတော့ရှိသေးသည်အေရိုဘေးဆိုတာမိတင်ကြီးမသိစလင်းအေးဆိုသည့်တိမ်စေးကိုမကြဘူး ဘဝအကျိုးပေးမကောင်းတာရဲ့မနေ့ကနေညနေအထိထိုင်ဟဲထဟဲကုန်းဟဲกว่าဟဲလေတော်လိုက်ငါးတောင်းမလိုက်နေသူ့ခန္ဓာကိုယ်ကမော်ဒယ်လေးတွေထပ်တောင်းမလှသေးသည်ပြီးတော့မော်ဒယ်မောင်ကလေးတွေလိုအယိုးကြီးမဟုတ်ဈေးကောက်ချောင်းဆောင်မြန်မြန်ထွက်သွားအောင်ထမိန်ကြားတဲ့ကအဟောင်းဆုံးအနွမ်းဆုံး ပတ်စံတရက်ရွေးထုတ်၍ပေးလိုက်သည်ဟောက်တန်ကြား၍လှန့်ကြည့်လိုက်တော့ငါးတောင်းကြီးကိုမြည်ပြီး ပဇက်ကြီးဟား၍အိပ်ပျော်နေသောထွန်းခါကိုတွေ့ရသည်ဒေချင်းစိုးတောက်ပြီးရင်အိပ်ဖို့ပဲတတ်တယ်ကို့ပစ္စည်းသူများမျက်ဆောင်ထိုးနေတာတော့မသိဘူးဟုစိတ်ထဲကပြောပြီးအနားလာရက်သောဈေးဝယ်ကိုမော့ကြည့်သည်အော်လာ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 ကိုကြီးဘာယူมาလဲဟိုတနေ့ကလိုမမြင်မဲမဟုတ်လားကြည်တန်းကန်ကောင်းလိုက်တာကျမစိတ်ထဲမှာလည်းဒီနေ့အကိုကြီးတို့လာမယ်လို့ကိုစိတ်ကိုထင်ပြီး စပယ်ချက်ချထားတာတော့မြို့ကလေးနာကတင်မောချင်းကဖြစ်သည်တစ်သားကောင်မော်တော်တွေပဲ့တောင်တွေလုံးတင်၍ပြင်ဆင်ပေးနေသည်ဖြစ်ပြီးလူအင်အားကများသည် တခါတခါဝယ်လျင်ရှစ်ပိတ်တာကိုးပိတ်တာဝယ်လေးရှိသည်ထိုသူများကို ရောင်းပြီးချိန်မှာတော့ဈေးကွဲတော်မီဝယ်သူတွေပါသွားပြီးရောင်းသူတွေလည်းဖားကုန်ကြပြီကျက်သားတွေကသူ့ကျက်တွေတောင်းနေထက်ကအဝိရေစိုးနှင့်ဖုံးနေပြီး ဒေနာက90ကတော့အလုသမားနှစ်ယောက်နဲ့ငကြီးငခုအရှင်တွေကို ရေထည့်ထားတော့တက်သားစီကြီးထဲမှာ ပြန်၍လောင်းနေပြီ။ဗျာကနေမိတင်ကြီးလဝါကထုံးခါဤပေါင်ပေါ်ကြတော့မှ ထုံးခါမှာပြူးတူးပြဲ့တဲ့နှင့်နိုးလာသည်။သူ့တောင်ဝန်ကို သူသိသည်။ကြံသောငါးတွေရေခဲရိုက်ထားရမည်။မှားထားသောထမင်းဆိုင်တွေကိုပို့ရမည်။တို့အတွက်မိတင်ကြီးပါဇက်ကအယုဒအနတ္တတွေမထွက်လာမည်။ ရေခဲဆိုင်ဘက်သို့ပြေးရနေတော့သည်ညနေစောင်းနေပြီမြပြင်းထဲတွင်ပတိန်မြောင်းများဘက်သွားမိတင်မောတွေရန်ကုန်မအူပင်ဘက်ကိုသွားမိတင်မောတွေအစုံအစံသွားနေကြသည်ဆွေစောင်းနေသောနေကြီးသည်မြို့ကလေး၏ကမ်းနားလမ်းပေါ်ကို ရွှေရည်တွေတောချပေးနေသလိုရှိသည်မြည့်ရစီတွင်ဗေဒာပင်တွေလူးလို့မျောပါနေကြသည်ဇင်ရော်တွေပြန်လွားတွေပြန်တန်းနေကြသည်တင်မောတစ်စင်းဖြတ်သွားသောအခါလှိုင်းတွေက ကန်းဆက်စီပြေးလာသဖြင့်အစီအရေစိုက်ထားသည့်အမီးနှက်ခွခတ်တမန်ကလေးတွေဥဆိုင်လိုက်ပဲ့ထောင်လိုက်နေရင်းကသလိုမျိုးကြည့်၍ပင်ကောင်းလာသည်ကန်းနာလန့်ချီချွေပရင်ဆိုင်ကိုမိတင်ကြီးရင်ကော့၍ထွက်လာသည် နေကင်းကပဲရွဲထိုင်တဲ့ကိုရှိသွားစီကဝေထက်ယူကလက်ကောက်တကွင်းထတ်လုံလိုက်သည်ဒါကြောင့်လက်ကောက်တကွင်းရှိသော သူ့လက်သည်မြောက်ကျမြောက်ကျဖြစ်နေတော့သည် မက်ပြန့်ကဈေးထွက်လျင်ညာဘက်လက်နှင့်ကင်မြောက်၍ချိန်နေကြအချိန်ဝင်ကိုဘက်လက်နှင့်ချိန်ပြီးချိန်ပြီးဟုသူတွေးသည်ပြီးမှဘေးဆိုင်ကကောင်မတွေငေးသွားကြလိမ့်မည်စိတ်ကူးနှစ်ပင်အရသာရှိလို့လာ၍ပြုံးမိသွားသည်မိတင်ကြီး၏ပတ်ဆက်အင်္ဂလိပ်ထဲတွင်ရွှေဆိုင်ကပေးလိုက်သောဘောင်ချာစာရွက်ရှိသည်ကွက်လက်ယတနာရွှေဆိုင်ဟုစလုံးကြီးနှင့်ရေးထားပြီးပစ္စည်းအမျိုးအမည်အကွက်တွင်လက်ကောက်ဖြောင်းကွင်းတစ်ကွင်းဟုထည့်ထားသည် အသက်တင်အလေးချိန်ရှစ်ပဲဟုဖော်ပြထားပြီးအယောအတွက်လေးရွေးဟုပါသည်ဘောင်းချာအပေါ်ဘက်ညာတော့တွင်14ပဲနှစ်ပြားရီ15ပဲရွှေအရေမီ16ပဲအခောက်ရွှေဟု ဖော်ပြထားပြီးအခောက်ရွှေဆိုသည့်အကွက်တွင်အမှန်လက္ခဏာလေးရှိထားသည်မိတင်ကြီး၏လက်ကောက်သည်ဘောင်းချာစာရွက်အရာပြောရမည်ဆိုလျင်16ပဲအခောက်ရွှေစစ်စစ်ဖြစ်သည်မိတင်ကြီးကလည်းဒီလိုပဲနားလည်ထားသည် သို့သောမိတင်ကြီးတည်တည်ချာချာသိသလားဟုမေးလျင်ခေါင်းခါရလိမ့်မည်။ဝန္ဒပိတိတွေတဝေဝေနှင့်ထွက်ခွာသွားသောမိတင်ကြီးကိုကြည့်ပြီးချွေဆိုင်ပိုင်ခြင်းကပြုံးပြုံးကြီးနှင့်ကြံရစ်လေသည်။ဟုတ်ကဲ့ပါခင်ဗျာ။အမျိုးသားစာပေစုရှင်ဆရာကြီးမောင်ချိန်ရေးသားသောအရသာရှိကြသူများလို့အမည်ရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ ဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်တော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်တော်များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ